မင်္ဂလာပါခင်ဗျာရွှေညာမီ YouTube channel ကနေကြိုဆိုပါရစေကျွန်တော်ကတော့တားတော့ဖတ်ကြားသူကိုစီဖြစ်ပါတယ်ကျွန်တော်ကနေ့ဟောဖတ်ကြားပြီးမှာကတော့၅လပိုင်းအတွက်အင်္ဂါသာသမီများရဲ့တလတာကံကြမ္မာကိုဖတ်ကြားပြီးမှာဖြစ်ပါတယ်အင်္ဂါသာသမီများအနေဖြင့်၅လပိုင်းမှာဘာတွေကြုံတွေ့ရနိုင်တယ်လဲဆိုတော့ ကိုတို့ကိုချုံစူးစားရတာမျိုးတွေပေါ့နော်ကိုဘွားကိုကိုတိုင်းသူစစ်ပုံပွားရမျိုးမျောလင့်နေတဲ့အလုတ်ကန်ခွင်လန်းနေရရှိလာတာမျိုးတွေကျုံရတာပါသို့တော်အင်္ဂါသမီးများနေဖြင့်မိတာရေကံညံ့နေထင်မှာပါပါတယ်တချို့ကိစ္စတွေမှာပေါ့နော်မိတာရေမှာကိုမျောလင့်ထားကြလို့ဖြစ်မလာတာကြီးကျုံရတာပါတယ် နောက်ပြီးတော့အင်္ဂါသားသမီးများအနေနဲ့မိမိကအဲ့ဒီတိုင်းမှာကြီးခဲဖြစ်နေမှာမိမိကအောက်လက်ငယ်သားတွေကိုဦးစားပေးရတာမျိုးငဲ့ညာတာမျိုးကျွမ်းအားတပါတယ်။ငါသားသမီးများအနေဖြင့်ကျမ်းမာရေးကပြောရမယ်ဆိုရင်ဖြင့်ကျမ်းမာရေးကဆိုရင်အင်္ဂါသားသမီးတွေရဲ့ခံကြမာသည်ရေရဆူမှုပေါ့နော်။အဲ့တော့အင်္ဂါသားသမီးများနေပြီးရေချိုးတာပါညာအပူရှက်တာပေါ့နော်။ အေးမိတာမျိုးလေးတွေစင်ရင်တက်ပါတယ်။နောက်တစ်ခုအင်္ဂါသားသမီးများကဒီလတစ်လလုံးမှာပါတော့သူမိမိကဘောနော်မိမိရဲ့ကိုတုံအောင်ထားတဲ့အရာတွေပေါ့ချုပ်ချယ်တာကိုမကြိုက်ဘူး။အိမ်နဲ့အဆင်မပြေလွတ်လွတ်လပ်လပ်နေချင်တာဒါမျိုးလေးတွေအင်္ဂါသားသမီးတွေတွေ့ရတာပါတယ်။ပြီးတော့မျိုးသမီးမိမိရဲ့မိခင်ဒါမှမဟုတ်မိမိအထောမိမိတူရည်လားသာတော့မျိုးသမီးတွေရဲ့လွှမ်းမိုးမှုခံရတဲ့လာတာလည်းဖြစ်ပါတယ်။အင်္ဂါသားသမီးများ မှာမြို့မြားတော့မိမိရဲ့ချစ်သူပေါ်မှာမိမိရဲ့ဖြူဝါလွှမ်းမိုးနိုင်မယ်လားလို့ပြောလို့ရပါတယ်နော်ငါသားမိမိအနေဖြင့်တခုမှတ်ထားမှာအချီးကြီးမှာပြောလင့်သလိုဖြစ်မလာတတ်တာလေးတွေကိုတော့သတိထားသိချင်ပါတယ်ဒီလတလလုံးမှာငါသားမိမိအနေနဲ့ကံကောင်းသေးတဲ့ကရန်းနေဆိုရင်၈တို့၉တို့စတဲ့ကရန်းတွေကကံကောင်းတဲ့ကရန်းလေးတွေဖြစ်ပါတယ်နော်အလုတ်အကင်ပါဆိုရင်လူယုံထားတာတဲ့ကိုတို့ကိုယုံလောရတာမျိုးတွေ ကြုံတတ်ပါတယ်ဘောနော်သူသူပြောကျင်တာကတော့ငါသားသမီးတွေကဒီနှစ်တကြံပြီးတဲ့ခါလာဘောနော်ဒီ1300ဒီဘက်က89ခုဒီဘက်ကာလာကိုရောက်လာတဲ့ခါမှာငါသားသမီးလေးတွေကဘာဖြစ်လာအောင်ဘောနော်တိုက်ရသေးတယ်ပြောတော့စီးပွားရေးလေးတွေတဖြည်းဖြည်းနဲ့ဘောနော်မိမိရဲ့ကြိုးစားမှုကြောင့်အခွင့်အလမ်းတွေပေါ်လာတတ်ပါတယ်အဲ့တော့အခုကာလာမှာ ခုဒီ9လပိုင်းမှာကိုတို့ကိုယ်ချင်းကြိုးစားရလို့စိတ်မညစ်ပါနဲ့ဇွဲမလျှော့ပါနဲ့ဆက်လက်ပြီးကြိုးစားတာပါမိမိရဲ့ကြီးမှန်းချက်တွေကောင်းတဲ့ဖို့လမ်းသားတွေပေါ်ပေါက်လာမယ်အောင်မြင်မှုခွင့်လန်းလေးတွေစတင်တွေးရှိလာပါမယ်လို့ပြောကြလိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ